မင်္ဂလာပါလို့ခုဆိုအားလုံးကိုနှုတ်ခွဆက်သလိုပါတယ်ကျွန်တော်ကတော့ဘာသာတရားကြောင်းထက်ပင်ငယ်မှာကြည်တင်သောယေရှုဖရာအကြောင်းဒီကပြောဆိုတဲ့ရွှေပေးပဲဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်အနေနဲ့အစ္စရေအီရန်ဒီတမိုင်းကြောင်းလေးအနည်းငယ်ကိုပြောပြချင်ပါဘာလို့လဲဆိုတော့တော်တော်များများဒီအကြောင်းအရာကိုမသိကြဘူး အရဒီဆွဲတဲ့ကာတွန်းတစ်ခုကိုတွေ့ခုပါတယ်ဒီအရဒ်တွေကအင်ရှင်ပေါ့နော်အာအစ္စရေးတွေကတော့ခွေးလေးတစ်ကောင်နဲ့ခိုင်းနိုင်ထားပြီးတော့ပထမတော့အိတ်ခမ်းတွေကိုတနာပြီးဝင်အိတ်ခွင်ပေးတယ်နောက်တော့တနာပြီးအိယာပေါ်တက်အိတ်ခွင်ခွေးကလေးကိုပေးခဲ့တယ်နောက်ပိုင်းမှာတော့အိုက်ခွေးကသခင်ကိုကန်ချပြီးတော့မှဂျေဇူးကန်းတယ်ဆိုပြီးတော့မှဒီကာတွန်းလေးကိုမြင်ဖူးကြမှာပါ ဒီအတိုင်းပဲလူတော်တော်များများကလည်းဒါကိုလက်ခံယုံကြည်ပြီးဒီနေ့စစ်ပွဲတွေဖြစ်နေရခြင်းဖြစ်တယ်။အဲ့တော့ဒီဂျူးနဲ့အာရဗ်ပဲပြောရမှာပေါ့နော်။သူတို့သမိုင်းကြောင်းလေးကိုပြောမယ်ဆိုရင်တော့ BC 2000အချိန်ခါအီရတ်နိုင်ငံဥရမြို့မှာအာဗရာဟံဆိုတာပေါ်ထွန်းခဲ့တယ်။ဒီနေ့ထိထိုမြို့ထိုနိုင်ငံမှာအာဗရာဟံရဲ့ မွေးရမြင်မှတ်တိုင်နေနဲ့ရှိနေပြီးတော့ကမာလက်များတော့လည်းသွားရောက်လေလာကြီးညိုခဲ့နေကြတယ်ဆိုတာဒီနေ့အချိန်ပဲပေါ့နော်ဒီလိုပြောတဲ့အခါမှာကျွန်တော်ကပုံမြင်နေပြောနေတာမဟုတ်ကျွန်တော်ကကမာမှာအမှန်ဖြစ်ပြနေတဲ့သမိုင်းတွေကိုကျွန်တော်ပြောနေခြင်းဖြစ်တယ်ဆိုတော့အာဗြဟံကသားနှစ်ယောက်ဖွားမြင်ခဲ့တယ်သားကြီးကအိရှမေလဖြစ်ပြီးတော့သားငယ်ကအိဇက်လေဖြစ်တယ် ဒီအခါမှာကျွန်တော်အနေနဲ့လူမျိုးရေးဘာသာရေးအမုန်းမပွားစေလိုတဲ့အတွက်ဘယ်သူကဘယ်သူနဲ့ရတယ်မပြောတော့ပါဘူးပြီးရင်အာဗရာဟံဘုရားကနှင်ထုတ်ခိုင်းလဲမပြောတော့ပါဘူးမိတို့ပြည့်ဖြစ်စေအာဗရာဟံရဲ့သားကြီးဣရှမွေလနဲ့အာရတ်အနွယ်ဆိုတာထုံငါခဲ့ပြီးတော့မှဣဇက်ကနေပြီးတော့မှဂျူးအနွယ်ထုံငါခဲ့တယ်ဆိုတာကိုတော့သိဖို့လိုတယ် နောက်ဆုံးဒီနိုင်ငံကဘယ်သူပိုင်တယ်ပြောတာထောက်တာအာဗြဟံသားနှစ်ယောက်ပဲနှစ်ယောက်လုံးပိုင်တင်တာပဲဗောနော်အဲ့တော့ BC တထောင်လောက်မှာတော့ဒီဂျူးတွေကသူတို့ကိုအုပ်ချုပ်မဲ့ဘရင်ကိုတောင်းခံခဲ့တဲ့အတွက်ဘုရားကလည်းခွင့်ပြုပေးခဲ့တယ်ပထမဆုံးသူတို့တွေရွေးချယ်တာကတော့ဘရင်ရှောလူဖြစ်တယ်အဲ့နောက်မှာတော့ဒုတိယဘရင်ကတော့ဘရင်ဒါဝိဒ်ဖြစ်တယ် King David ပေါ့နော်ဒီနေ့ Israel နိုင်ငံရဲ့အလံကကြဲကြီးဆိုတာဟိုရှုံရှုံတောက်ခဲ့တဲ့ခစ်တခစ်ပေါ့နော်ဒါဝိတ်ရဲ့ခစ်ကိုကိုစားပြုပြီးထိုကြဲလေးကဒါဝိတ်ကိုဆုလိုခြင်းဖြစ်တယ်အဲဒီနောက်မှာတော့ဒါဝိတ်ရဲ့သားရှောလမုန်မင်းကြီးခစ်ဖြစ်တယ်ရှောလမုန်မင်းကြီးကတော့ဖျားစကားကိုနားမထောင်ဘဲနဲ့မယားများစွာယူခဲ့ပြီးတော့မှထိုမယားနဲ့တူပါလာတဲ့ ဒီနတ်ဖျားအများလဲတိုင်းပြည်ထဲမှာတည်စေခဲ့တယ်ဆိုတာကိုသိရတယ်။ဒါကြောင့်ရှင်လမုံမင်းကြီးတည်ဆုံးပြီးတဲ့နောက်ပိုင်းမှာတော့တိုင်းပြည်ဟာတောင်နဲ့မြောက်နှစ်ချမ်းကွဲသွားပြီးတော့မှတစ်ဖက်တစ်ဖက်ကိုဘရင်အပါ20စီထွန်းကားခဲ့တယ်။ထို့ဘရင်အပါ40လောက်မှာဒီဖျားကိုကိုးကွယ်တာကဘရင်၄ပါးလောက်ပဲပေါ်ထွန်းခဲ့ပြီးကြံသောဘရင်တွေအားလုံးက ဒီနတ်ဖရာရုပ်ထုတွေကိုကိုးကွယ်ခဲ့တယ်ဆိုတာသိရတယ်။ဒါကြောင့်ဖရာသခင်ကဖရာရဲ့ prophet တွေအားဖြင့်အကြိမ်ကြိမ်သတိပေးတယ်။ထိုမင်းတွေကနောင်တမရဘူး။အဲ့တော့နောက်ဆုံး BC 600လောက်မှာတော့ဘာဘူးလွန် empire ကြီးရဲ့တင်ပိုက်ချင်းကိုခံပြီးထိုလက်အောက်ကိုရောက်ရှိသွားရတယ်။ Iraq ပေါ့နော်။နှစ်တရာလောက်သူတို့ကအုပ်ချုပ်ခဲ့ပြီးတော့မှအဲ့နောက်မှာတော့ ပါရှားပါရှားဆိုတော့အီရန်ပဲအီရန်အင်ပါယာလက်ထက်မှာတော့ဒီဂျူးတွေအစ္စရေးတွေကိုတော်တော်လေးကူညီပေးခဲ့တယ်ဆိုတာသိရတယ်အဲ့နောက်မှာတော့ဂရိကနှစ်ပေါင်း200ကျော်လောက်အုပ်ချုပ်ခဲ့ပြီး BC 200ကနေ AD 400ကျော်ထိကိုရောမတွေအင်ပါယာခေတ်အောက်ကိုရောက်ခဲ့ရတယ်ဆိုတော့သူအင်ပါယာတွေခေတ်အဆက်ဆက်အောက်ကိုဒီဂျူးတွေကရောက်ရှိခဲ့ရပြီး AD နဲ့ BC ကူးပြောင်းကာလကတော့သခင်ယေရှုပေါ်ထွန်းခဲ့တယ်ပေါ့နော်ဆိုတော့ AD နဲ့ BC ဆိုတာယေရှုကဆံမယ် BC ဆိုတော့ before Christ ခရစ်တော်မှာပေါ်ခဲ့ AD ဆိုတော့အနန္တမဏိဖခင်ရဲ့နှစ်ကာလသခင်ယေရှုနှစ်ကာလပဲဆိုတော့ AD 30လောက်မှာတော့သခင်ယေရှုကအသေးခံထားမြောက်ကောင်းကင်ဘုံတို့ပြန်လဲတက်ကြွပြီး AD 90လောက်မှာတော့ရောမတွေကဒီဂျူးတွေကိုပြင်းနေတယ်ပြေးခဲ့တဲ့အတွက်ထိုအစ္စရေးမှာ ျူးတွေတယောက်မှနေခွင့်မရတော့ကဘာအနှံ့ကိုကွဲလွင်ခဲ့ရတယ်ဆိုတာသိရတယ်ပေါ့ဆိုသူတို့တွေနှစ်ပေါင်း2000လောက်ကိုတိုင်းပြီးပျောက်ခဲ့ရပါတယ်ဆိုဒုတိယကဘာစစ်မတိုင်ခင်ကဘာရဲ့အချက်အခြာနေရာတွေကိုအော်တိုမန်အင်ပါယာဆိုတာအုပ်ချုပ်ခဲ့တယ်အော်တိုမန်အင်ပါယာဆိုတာအခုတူရကီပဲဖြစ်တယ်ဟုတ်အဲ့1900နောက်ပိုင်းမှာ အင်္ဂလန်ကသူတို့ကလည်းထိုချိန်ကာလနဲ့ချက်သိမ်းပိုက်တဲ့အခါမှာဒီအစ္စရေးအရေးနေတာယူသူတို့ပြန်လို့ခြင်းသူတို့စဉ်းစားတယ်တော့တိုက်ရင်လူများစွာသိမ်းမယ်နောက်တစ်ချက်ငွေကြေးများစွာကုန်မယ်အဲ့တော့သူတို့ငွေမကုန်မဲနဲ့တိုက်မယ်နီးသူတို့စဉ်းစားတယ်ထိုနေရာကိုအာရတ်တွေပိုင်ဆိုင်ခဲ့တယ်လို့အစ္စရေးတွေလည်းပိုင်ဆိုင်ခဲ့အဲ့တော့အာရတ်တွေကိုတော့တိုက်ခိုင်းမယ်အစ္စရေးတွေကထိုချိန်ကလေးကချမ်းသာကြွယ်ဝတယ်ထိုတိုက်ပွဲအတွက်လိုအပ်တဲ့ငွေကြေးတွေကိုစိုက်ထုတ်ခိုင်းတယ် တိုက်လို့နိုင်ရင်မင်းတို့ကိုတိုင်းပြည်ခွဲပေးမယ်လို့ပြောပြီးတော့ပါအမှန်တကယ်တိုက်လို့နိုင်တဲ့အခါမှာသူတို့တိုင်းပြည်ကိုခွဲမပေးခဲ့ပါဘူးဆိုတော့ဒီအင်္ဂလန်ရဲ့လက်အောက်မှာပဲပြည်သူစစ်အစွန်းနဲ့သူတို့နေခဲ့ရတယ်ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါမှာတော့အင်္ဂလန်ကအဲသူတိုင်းပြည်ကနေပြန်သွားတယ်ဒါပေမဲ့အစ္စရေးတွေရဲ့တောင်းဆိုချက်နဲ့ကုလသမဂ္ဂကိုတော့တင်ပြပေးခဲ့တယ် ကုလသမဂ္ဂမဲခွဲဆုံးဖြတ်တဲ့အခါမှာနောက်ဆုံးအစ္စရေးကအမဲအယအတာရရှိပြီးတော့မှသူတို့ကိုနိုင်ငံပြန်ပေးတဲ့အတွက်1948မှာနိုင်ငံပြန်ပေးခဲ့တယ်ပြန်ပေးခဲ့ပေမဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့အာရတ်တွေကလက်မခံပါဘူးဒီရက်ပိုင်းမှာမကြခင်မှာပဲသူတို့၅နိုင်ငံပေါင်းပြီးတော့အစ္စရေးကိုတိုက်ခိုက်ခဲ့တယ်ထို့အချင်းအစ္စရေးက ရိုင်ဖယ်အစုံနဲ့စီးစရာဖဏ္ဍနဲ့အုပ်ထုတ်တော့အလုံးလောက်မရှိပါဘူး။လက်နေကြီးကလည်းအမြောက်သုံးလဲပဲ။ဂျန်တဲ့နိုင်ငံ၅နိုင်ငံကတင့်ကားတွေနော်တခြားလက်နေကြီးတွေမပြောဘူး။ဒီအီဂျစ်တနိုင်ငံတိုက်လင်အစီ60လောက်နဲ့ဝင်တိုက်မှာ။ဆိုတော့အားလုံးကတော့ချင်းချင်းပြေးတယ်သူတို့ရှုံးပြီကဘာဘွားနေထိုလူမျိုးပြတုံးတော့မယ်လို့ထင်ခဲ့ပေမဲ့တကယ်စစ်တိုက်တဲ့အခါမှာအစ္စရေးကစီးရီးယားရဲ့အရေးပါတဲ့မြို့နှမြို့ကိုတိုက်ပိုင်း တိမ့်ပိုင်နိုင်ခဲ့ပြီးတော့မှကုလသမဂ္ဂပြန်လည်ပြီးခံဖြည့်ပေးခဲ့တယ်။အစ္စရေးနိုင်ငံချင်းချင်းလေးပါတယ်။ဒါပေမဲ့သူတို့တိုက်ခိုက်ပြီးတိုင်းနေမြေတွေသူတို့ပြန်ကျေလာတယ်။နောက်ပြီးတော့မှ1956မှတကြိမ်69မှတကြိမ်83စရှိတဲ့ရောင်ကီပူစစ်ပွဲ6ရက်စစ်ပွဲနာမည်ကြီးတွေပဲ။အဲ့လိုတိုက်ခိုက်ပြီးတိုင်းသူတို့နိုင်ငံကကျေကျေလာခြင်းဖြစ်တယ်။အခုပြီးခဲ့တဲ့နှစ်တွေမှာလည်းတိုက်ပွဲတွေထပ်ဖြစ်တယ်။သူတို့ပိုလန်ကုန်းမြစ်မှာပြန်သိမ်းလိုက်တယ်။နေမြေတွေကကျေကျေလာတယ်ဆိုတာတွေ့ရတယ်။ အီရန်ဆိုတာကဒုတိယကမ္ဘာစစ်ပြီးတော့ဟာသူတို့ဟာဒီမိုကရေစီပဲ1989လောက်မှာတော့သူတို့ကဒီဒီဘာသာရေးကောင်းဆောင်တွေအာဏာသိမ်းခဲ့ပြီးတော့မှာသူကအစ္စလာမစ်ပေါ့နော်ဘာသာရေးနိုင်ငံကြီးဖြစ်ခဲ့ပြီးတော့မှာဒီနေ့သူတို့ကသူတို့ရဲ့အမျက်မျက်ရမြေဒီအစ္စရေးကိုပေါ့နော်ဒါကိုပြန်ရရမယ်ဆိုပြီးတော့မှာတိုက်ပွဲတွေဖြစ်နေခြင်းဖြစ်တယ်။နောက်တူရကီဆိုတာကဒီနေတိုးဖွဲ့ဝင်ပဲ။ဒါပေမဲ့ဒီ တမရကအခုနကဒီအော်တိုမန်အင်ပါယာကိုပြန်ပြီးတော့မှသူကတီထောင်လို့သောတမရဖြစ်တဲ့အတွက်သူအာရဗ်ဘေကဒီဘက်ကနေရက်တီပြီးတော့မှအာရဗ်အင်ပါယာပြန်လဲတီထောင်လို့သောနိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်ပြောတယ်ပေါ့နော်အခုရုရှားဥဆောင်တဲ့စစ်ဖြစ်ပြီးအဲနောက်မှာတော့အီရန်ပါလာပြီးမနေ့ကကျွန်တော်ပြောထားတယ်ပါလာတဲ့အကြောင်းရင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ချိတ်ဆက်ပြီးမှအီရန်ပါနောက်ပိုင်းမှာတော့တူရကီပါလာမယ်လို့ကျန်းစာကပြောထားတယ် တကယ်ပဲတူတူကြီးပါပြီဆိုရင်တော့ဒါတော်တော်လေးသတိထားစရာပဲကျန်းစာပြောတဲ့အတိုင်းအကုန်လုံးဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့နော်ဖျားဆိုရှင်ဘာတွေဖြစ်လာမယ်ဘာတွေဖြစ်လာဘလို့အဆုံးသတ်မယ်ဆိုပြောပြထားတင်တယ်အရေးကြီးတာကတော့လူဟာတည်ဆုံးပြီးမပြီးဘူးသခင်ယေရှုကိုညှင်းပယ်မယ်ဆိုမိမိတမလို့ကိုမိမိတာဝန်ယူတော်သူဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့လူဘဝအသက်ရှင်စင်မှာမှန်ကန်စွာရည်ချင်နေစီကြောင်းလူသားတိုင်းကယ်တင်ခြင်းတို့ရောက်တမတရားတည်ဖို့ရအတွက်အနည်းငယ်ဝင်ကြပါတယ် ရောက်ဆံဖြာရှင်ကောင်းကြီးပေးပါစေ